်မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ2ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမဆူစီပါဒီကနေ့နေ့လည်ခင်းမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထက်ကပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့ခလာယာ15တက်တွင်မတဲမှုမှာတက်တက်ကြီးတဦးကိုထပ်မံဖမ်းဆီးလိုက်ပါတယ်မြမအရေးအရေးယူဖြေရှင်းဆောင်ရွက်ဖို့ထပ်မံကြရှုံးခဲ့တဲ့အာဆီယံအဖွဲ့ကိုစစ်ကောင်စီကလောင်ပြောင်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်လိုက်ပါတယ် မကွေးအချင်းထောင်ကို PDF တွေတိုက်ခိုက်မှုအပြီးမှာထောင်ပိုင်နဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ပခောက်ကူမျိုးနဲ့စင်မင်းကြီးရွာကိုလာရောက်တဲ့ပြူစောတိကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်မှုမှာပြူစောတိကောင်းဆောင်ကြော်စိုးနိုင်အပါအဝင်၄ဦးသေဆုံးပြီးတနက်နှစ်လဲလဲတင်းစီရရှိလိုက်ပါတယ်။စောင်းပြောင်းရွာစကန်းသိန်းတိုက်ပွဲမှာ KNDF ရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးသွားပါတယ်ရှင်။ ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးနားဆင်ကြားရမယ့်သတင်းကတော့မိုးကြီးအခြေဆိုင်ခလာရ15မှာဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ရဲ့တမတ်ဖြစ်သူဗိုလ်ကြီးဇင်လင်းထွန်းတဲ့အတူမတဲမှုကျွန်းလို့ရမှာပါဝင်တဲ့တက်တက်ကြီးခင်မောင်လင်ကိုမေလ30ရက်နေ့မှာထပ်မံဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါရယ်။ တရက်ထဲနေဘိုးကြီးရဲ့ဇနီးကိုမတိန်ချင်းနေနေကဘိုးကြီးစင်လင်းထုတ်ရဲ့တပတ်ဖြစ်သူတက်တက်ကြီးခင်မောင်လင်ပါဝင်နေလို့တက်မိသားစုဝင်တွေကတက်သေးထွက်ဆိုခဲ့ပြီးတဲ့နောက်မှာဖမ်းဆီးစစ်ဆေးနေတာလို့စစ်ရေးသတင်းရင်းမြစ်တွေကလည်းသိရပါတယ်။စုခုံဥက္ကရာကဘိုးကြီးစင်လင်းထုတ်ကဝင်မခံသေး၍အပြစ်ရှိသူလို့တတ်မှတ်လို့မရဘူးပြောလို့အဲ့ဒီနေ့ကဘိုးကြီးမိမကိုခေါ်သွားတာတက်တက်ကြီးခင်မောင်လင်လည်းပါတယ်ဆိုပြီးတက်သေးပြလို့ဖမ်းပြီးထက်စစ်တာခံရတဲ့ဘိုးကြီးကကြုံမွဲဆိုတော့ဝိုင်းဖြီတာ ထလာရ15မှာတမတ်ဖြစ်သူဗိုလ်ကြီးစီလင်ထိုးဖြစ်နေတဲ့မတဲမှုကိစ္စနဲ့ပတ်သက်ပြီးရောက်ခမဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ကတိုင်းမှုနဲ့တက်နယ်မိုးတွေကိုဖိအားပေးထားတယ်လို့မပခနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကနေပြောပါရယ်ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်မပခတိုင်းမှုဖြစ်ခဲ့တော့မပခကလူတွေကိုမတဲမှုနဲ့ပတ်သက်ပြီးဖိအားပေးတာခလာရ15တက်ရင်မှုဆိုအမှုဖြစ်စဉ်ကိုပြောင်းပြစ်တာမျက်မြင်တက်တွေကို ရှေ့တန်းပို့ပေးတဲ့သူပို့ပြေးတဲ့သူကိုပြေးခိုင်းတာ ဒုတိုင်မှုတော်မတင်းကျင့်တဲ့ဘူကြီးစင်လင်းထွက်ကိုညီလေးဆိုတာပါဇက်ဖျားကမချဘူးတိုင်တဲ့ဘူကြီးပါရှေ့တန်းမှာအရှင်းခံရနိုင်တယ်ဒီဘုံဘူကြီးဇော်တန်းနိုင်ကခလာယဆန်ကအမှုဖြစ်စဉ်မှာပါဝင်တဲ့မတိုင်းပြုချင်းခံရသူအမျိုးသမီးကိုတက်ကနေနင်ထုတ်ကခင်မိုးဖြစ်သူဘူကြီးနဲ့မျက်မြင်တက်တဲ့တက်သားမျိုးထက်ကိုရှေ့တန်းပို့ပြီးမျက်မြင်တက်တဲ့နောက်တအုပ်ဖြစ်တဲ့ တက်သားရွှေအောင်ကိုတက်ကနေထွက်ပြေးခိုင်းလိုက်တယ်လို့သိရပါတယ်။အဲ့ဒီမတဲမှုနဲ့ပတ်သက်ပြီးအမှတ်900လေးအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမှတ်208အမြောက်တရင်ကတက်ရင်မူဒုဗိုလ်မူကြီးဝင်းနိုင်ကဩက္ကရာအဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်9ယောက်နဲ့စစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့မြမအရေးအေးယူဖြည့်ရှင်းဆောင်ရွက်ဖို့ထပ်မံကြရှုံခဲ့တဲ့အာဆီယံအဖွဲ့ကိုစစ်ကောင်စီကအရက်သားပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ပြခြင်းဖြင့်လောင်ပြောင်နေတယ်လို့ဖြစ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC အမကနေဝေဖန်လိုက်ပါတယ်။မေလ26ရက်နေ့ကနေမေလ29ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလပူမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြမအရေးကိုအရေးယူဖြေရှင်းမှုထပ်မံကြဆုံးခဲ့ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးကမြမနိုင်ငံအရေးမှာအထိပယ်ပြေဝတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်မယ့်အခွင့်အရေးကိုနောက်တစ်ကြိမ်လွဲချော်စေခဲ့ကြောင်း အာဆီယံကောင်းဆောင်တွေဟာအနှစ်သာရမရှိဘဲထက်တလဲလဲပြောဆိုနေကြစကားတွေကလည်းမကျော်လွှားနိုင်ခဲ့တဲ့အပြင်အာဆီယံရဲ့လေးနှစ်တာကြာရှုံးမှုတွေကိုပို့ပြီးတော့ဆိုးဝါးစေခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကသတင်းထုတ်ပြန်လိုက်ပါတယ်။အာဆီယံကအသုံးမဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာပုံသဘောတူညီချက်၅ချက်ကိုသာဆက်လက်ကန်ဆွဲနေခြင်းကရာစုနှစ်တဝက်အတွင်းအကြီးမားဆုံးဖြစ်တဲ့ဒေသဆိုင်ရာအကြက်အတဲကိုကင်တွယ်ဖြည့်ရှင်းရမှာ အရေးတကြီးစာရွက်ရန်လိုအပ်မှုဂတိကဝတ်ထားရှိမှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းတို့အလွန်အမင်းကင်းမဲ့နေကြောင်းပြသနေတယ်လို့ SACM ကနေပြောလိုက်ပါတယ်။မေလ25ရက်နေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကွာလာလပူမှာတွေ့ဆုံဆွေးနွေးနေစဉ်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့မင်္ဂလာဆောင်တစ်ခုကိုမြန်မာစစ်အုပ်စုကလေကြောင်းကနေတိုက်ခိုက်ခဲ့ရမှာသတို့သမီးနဲ့ကလေးငယ်နှစ်ဦးအပါအဝင်အရက်သားပြည်သူအနည်းဆုံး10ဦးတိဆုံးခဲ့ကြတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာဂျပန်ရင်းမြို့နယ်မှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းကိုစစ်အုပ်စုကပုံကျဲတိုက်ခိုက်ခဲ့ပြီးကလေးငယ်22ဦးနဲ့ဆရာ2ဦးသေဆုံးကအခြားအရက်သား105ဦးအထိဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီးနှစ်ပတ်မပြည့်မီမှာထပ်မံဖြစ်ပွားခဲ့တာပါအဲ့ဒီလိုရက်ဆက်ကြကြုံမှုတွေနဲ့စစ်အုပ်စုရဲ့တခြားလောက်ရတွေအကြောင်းကြကြပြပြသတင်းဖော်ပြနေတဲ့အထိအာဆီယံခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်အသစ်မှာစစ်အုပ်စုရဲ့လက်တွေ့ရှိမနေတဲ့ ်အပြစ်အခက်ရက်စဲရေးကိုအတိအမှတ်ပြုထားကြောင်းလက်တွေ့မကျတဲ့စစ်တပ်ရဲ့အပြစ်အခက်ရက်စဲရေးကိုတပ်တန်းတိုးရန်နဲ့တိုးချဲ့ကျင့်သုံးရန်ပင်တောင်းဆိုခဲ့တယ်လို့လည်းသိရှိရပါတယ်။အာဆီယံကောင်ဆောင်တွေကစစ်အုပ်စုရဲ့အယက်သားပြည်သူတွေအပေါ်ကြဲကြဲပြက်ပြက်နဲ့စနစ်တကျကျူးလွန်နေတဲ့ရက်ဆက်တကြုံမှုတွေကိုတော်လိုက်အင်အားစုတွေရဲ့ခုခံတော်လိုက်ကျိုးပန်းမှုတွေနဲ့တဒန်းနဲ့ထကမာရင်းစွာ ရှုမြင် သုံးသပ်နေစေဖြစ်ကြောင်းလဲ SACM ကထုတ်ပြောလိုက်ပါတယ်။ SACM ကရန်ဟီလီက စစ်အုပ်စုခေါင်းဆောင်မရောက်နိုင်ရင်အရတားပြည်သူတွေအပေါ်မရက်မနာပြုလုပ်နေတဲ့တိုက်ခိုက်မှုတွေဟာစစ်အုပ်စုကအပြစ်အခက်ရက်စဲရေးကို အမှန်တကယ်အကောင့်ထဲပေါ်ခဲ့တယ်ဒါမှမဟုတ်အဲ့ဒီလိုပြုလုပ်ဖို့ရည်ရွယ်ချက်တစုံတရာရှိနေတယ်ဆိုတော့အာဆီယံရဲ့အဆိုတွေကိုယွန်းရှာပေါ်ရလောင်ပြောင်းနေတယ်လို့ဖြစ်နေတယ်လို့သုံးသပ်လိုက်ပါတယ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အောင်ဝါအနေနဲ့အသုံးမဝင်တဲ့ဘုံသဘောတူညီချက်၅ချက်နေရာကိုအစားထိုးရမှာဖြစ်ပြီး၎င်းလုပ်ငန်းစဉ်တက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်း EAO တွေလူနည်းစုကိုစားပြုကိုယ်စားလှယ်တွေနဲ့မြမအရက်ဖတ်လူအဖွဲ့အစည်းတို့နဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံခြင်းကိုလည်းဦးစားပေးရမှာဖြစ်တယ်လို့ SCCM ကလည်းအကြံပြုလိုက်ပါတယ်။ အာဆီယံအတင်းနဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအမှန်တကယ်ရပ်တန့်လိုပါကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုဝင်ရောက်ဆွတ်ဖက်ရန်ချက်ချင်းတောင်းဆိုတဲ့ဒါအပြင်စေအိုစုကလိုက်နာမှုရှိစေရန်နိုင်ငံတကာလေးလာသူတွေနဲ့မြန်မာနိုင်ငံတဝါလုံးမှာအပြစ်အခက်ရက်စရေးတည်းရဲ့ချမှတ်ပေးရန်လဲတောင်းဆိုတဲ့လို့ SACM ကထပ်လောင်းပြောကြားလိုက်ပါတယ်စစ်ကောင်စီကမတ်လ28ရက်နေ့ငလေလောက်ခအပီးအပြစ်အခက်ရက်စရေးမကြာခဏ ကြေညာထားပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးခြင်းတွေဆောင်ရွက်လျက်ရှိရမှာသခိုင်းတိုင်းငလီကြီးလောက်ခတ်ပြီးရင်တော့အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ကြောင်းအဲ့ဒီတိုက်ခတ်မှုအတွင် ပြည်သူ436ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညညရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့မကွေးအချင်းထောင်ကို PDF တပ်ဖွဲ့တချို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချင်းထောင်ကထောင်ပိုင်တဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့ထောင်သတင်းရင်းမြစ်တွေကလည်းသိရှိရပါတယ်။အခုနေ့ April 23ရက်နေ့ညပိုင်းမကွေးမြို့မကွေးရေနံကျောင်းလမ်းမဘေးမှာရှိတဲ့မကွေးပဟိုအကျင်းထောင်ခေါ်ဒေါင်းနေအကျင်းထောင်နဲ့ညနေချင်းဆိုင်မှာရှိတဲ့အမှတ်25ရဲတပ်ရင်းကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအပြီးမှာစစ်တပ်ထောက်လိုင်းကအကျဉ်းထောက်အတွင်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကထောင်ပိုင်နဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်တာပါအဲ့ဒီလိုဖန်ဆီးရတာကအဓိကအနေနဲ့အကျဉ်းထောင်အတွင်းကိုတားမြစ်ပစ္စည်းတွေသွင်းမှုကြောင့်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။မကွေးထောင်ပိုင်အပဝင်ဝန်ထမ်း26ဦးစစ်ဆေးအရေးယူခံရပါတယ်။စစ်တပ်ကမကွေးထောင်အပစ်ခံရပြီးတဲ့နောက်6လမ်းရေးနဲ့ဝင်စီ အကျဉ်းသားတွေအတွက်ကန့်သတ်ပစ္စည်းတွေမတိအောင်လက်ယူသွင်းပေးမှုနဲ့အဖမ်းခံရတာထောင်ပိုင်ကရောက်တာမကြသေးဘူးလပိုင်ပဲရှိသေးတယ်အင်းစိန်ထောင်ကပြောင်းလာတာလို့သိရတယ်ဒီလ6ရက်နေ့ထောင်ပိုင်နဲ့ဝန်ထမ်း26ဦးကိုအမိတ်ချမယ်အကျဉ်းထောင်ဥပဒေပုံမှန်42ကနဲ့ဆွဲတာလို့အကျဉ်းထောင်သတင်းရင်းမြစ်ကနေရှင်းပြပါရယ်မကွေးချင်းထောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ထောင်ဝင်စာတွေစီစစ်တာတွေထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအကြမ်းမဲ့ ကျိုင်းနံနှိမ့်ဆက်တာတွေတိုက်ဖိတ်ထားတာတွေဗက်တနို PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ကိုပါလေးနဲ့ NLD ပါတီကမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်အမှတ်နှစ်တိုင်းဒေသကြီးလွတ်တော်ကိုစလဲဦးဝင်းမြလိုင်ခေါ်ကိုလလိုင်တို့မှစစ်တပ်ကညင်းမနှိမ့်ဆက်ခဲ့တာကြောင့်အသက်အနှင်းစိုးရိမ်ရတဲ့အထိအပြင်းအထန်တွေရရှိထားကြောင်းလည်းသိရှိရပါတယ် စစ်ကောင်စီတပ်သားတွေရဲ့ညီမနေဆက်ခံနေရတဲ့ဗိတ်တနို PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလီဟာ1203နှစ်ချမှတ်ခံရပြီးဦးကိုကိုလိုင်ကတော့1193နှစ်ကြာခံထားရတယ်လို့သိရပါတယ်။မကွေးပဟိုအကျဉ်းထောင်ခေါ်ဒေါင်းနေအကျဉ်းထောင်မှာအန္တရီပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာတို့လည်းထိမ့်သိမ့်ခံရကြောင်းသိရှိရပါတယ်။အကျဉ်းသားတွေကမကွေးထောင်အပြစ်ခံရပြီးကလေးကအခုအချိန်ထိအဲ့တွေ့မရတော့ဘူး။ ထောင်ဝင်စားဖို့ရင်လေ အသာဟင်းတစ်မျိုးအသီးအရွက်ဟင်းတစ်မျိုးစားစရာအသီးအနှံတစ်မျိုးပဲကြံပစ္စည်းနည်းနည်းပဲပို့ရတော့တယ်အကျဉ်းသားတွေကအခက်အခဲအများကြီးဖြစ်နေရပြီလို့အကျဉ်းသားမိသားစုဝင်တဦးကပြောပါတယ်ဧပြီလ23ရက်နေ့မကွေးအချင်းထောင်တိုက်ခိုက်ခံရစဉ်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားစောရွှေအောင်အပါအဝင်နိုင်ငံရေးအချင်းသား2ဦးသေဆုံးခဲ့ရပြီးစစ်တပ်ကနိုင်ငံရေးအချင်းသားနေရာကျိုးကိုရင်းမှန်းနှိမ့်ဆက်တိုက်ပိတ်ထားကြောင်းလည်းသိရှိရပါတယ်ရှင်။ ောက်ထပ်နာဆင်ကြရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စင်မင်းကန်ကြီးရွာကိုလာရောက်တဲ့ပြူစောတိကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိ၄ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်မနေ့ကဇွန်လတရနေ့မနက်၈နာရီချိန်ခန့်မှာပခုတ်ကူမြို့နယ်ကနေစင်မင်းကြီးရွာဂိတ်စခန်းကိုတာဝန်ပြောင်းလဲဖို့လာတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိခေါင်းဆောင်ပါ အင်းအား၈ဦးစီးနင်းလိုက်ပါလာတဲ့ကားနှစ်စီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်တိုက်ခတ်တိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။မတူကားနှစ်စီးနဲ့ထွက်လာတာဝိုင်းပစ်တဲ့အချိန်ကားနှစ်စီးလုံးကထိုးရက်သွားတယ်။ကျန်တဲ့၄ဦးကထွက်ပြေးသွားတာပါ။ကားတွေကပြတ်သွားတော့ယူခဲ့လို့မရဘူး။ဝိုင်းပစ်ကြတော့ကားကပြတ်သွားတာ။ကျန်တဲ့ပြူ၄ဦးကထွက်ပြေးလွတ်မြောက်သွားတာ။စင်မင်းကန်ကိစ္စခန်းကနေနီးတယ်။မိုးကလည်းရွာနေတော့ကားတွေကိုမီးမရှို့ခဲ့ရဘူး။ ဒီနေ့မနက်တော့စင်မင်းကန်ခိတ်ကိုအင်အား90လောက်တိုးချထားလေလို့ပခောက်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါရယ်အဲ့ဒီလိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီ၄ဦးသေဆုံးပြီး M3 အမျိုးအစားတနက်တလဲပစ္စတိုတလဲလက်လက်ခဲယမ်းတွေနဲ့ငွေသား30တသိန်းတို့ကိုတိစီရရှိခဲ့တယ်လို့လည်းသိရပါတယ်။ပခောက်ကူမြို့နယ်ပြည်သူတွေရဲ့ပြောပြချက်အရဒေါ်လာရေးတက်တွေရဲ့တိုက်ခိုက်မှုကြောင့်ပခောက်ကူမြို့အမှတ်နှစ်ရက်ကနေပြည်တော်လမ်းနေပြူစောတီခေါင်းဆောင်ကျော်ဆိုးနိုင်သေဆုံးခဲ့ပြီ ဒီနေ့မနက်9:00နာရီမှာကြိုလိုက်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပခောက်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပခောက်ကူခရိုင်တပ်ရင်း16နဲ့ဘုတ်ကလေတပ်ပေါင်းစုတို့ပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီကနေ့နေ့လည်းခရိုင်နောက်ဆုံးသတင်းတပုံးအနေနဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တပ်တပ်ဆွဲထားတဲ့ပင်လောင်မြို့နယ်စောင်းပြောင်းရွာစကန်သိန်းတိုက်ပွဲမှာရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း29ကဒီကနေ့မှအတိပေးထုတ်ပြန်ထားပါတယ်။တပ်ရင်း29ရဲ့တက်ခွဲတစ်စစ်ကြောင်းမူရဲဘော်စလိုင်းရဲနိုင်ခေါ်ဂျော်ကာနဲ့ဒူးတက်ခွဲမူမင်းချက်နိုင်ခေါ်အယူတို့ဟာစောင်းပြောင်းရှေ့တန်းစစ်မြေပြင်တိုက်ပွဲမှာမေလ24ရက်နေ့ကကြဆုံခဲ့ရတာလို့သိရပါတယ်။ကြီကပြားတွေနဲ့ကြီကအုပ်ထုပ်တွေဒီတက်ပေါ်လုံလောက်ခဲ့ရမှာမပြည့်စုံမှုတွေကြားထဲကနေတိုက်ပွဲဝင်ခဲ့ကြရတာဒါရီသာပါခဲ့ရင်သူတို့ကိုဆုံးရှုံးခဲ့ရမှာမဟုတ်ဘူးလို့တည်ရင်29ရဲ့ရဲဘော်တအူးကပြောပါတယ် အာဏာရှင်စနစ်ကျရှုံးပြီး Federal Democracy ပေါ်ပေါက်စေရေးအတွက်အခုလိုအသက်ပေးလူပြီးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်ရဲနိုင်ခေါ်ဂျော်ကာနဲ့ရဲဘော်မင်းထနိုင်ခေါ်အယိုးတို့အတွက်ဂုံယူဝမ်းနဲ့မိတယ်လို့ KNDF တပ်ရင်း29ကထုတ်ပြန်ထားပါတယ်။မြင်းပြစွာအသက်ပေးလူသွားတဲ့ရဲဘော်တွေအလုံးကိုရည်ရွယ်ပြီးတော့တော်လိုင်းရေးပန်းနိုင်စီကိုပုံမိုစူးစမ်းပြီးအရောက်သွားမှာဖြစ်ကြောင်းလည်းကတိပြုထားပါတယ်။ ။စောင်းပြောင်းရမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ခန်းကိုတိုက်ခိုက်ရမှာစစ်တုပ်ပန်းနဲ့လက်နက်ခဲယမ်းတွေရရှိတယ်လို့ဖဲခုံ PDF ကမေလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မေလ18ရက်နေ့ကနေ26ရက်နေ့အထိဆယ်ရက်တာတိုက်ပွဲမှာစောင်းပြောင်းကြီးရွာကစစ်ကောင်စီစခန်းတွေကိုဖဲခုံ PDF 1332တိုက်ရင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ ကြက်ပွဲဟာရက်တိုင်းနီးပါပြင်းထန်ခဲ့ပြီးစကန်းကုန်းမကြစေစစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ကူပေးနေပေမဲ့လည်းစကန်းကုန်းအများစုကိုမဟာမိတ်တပ်ပေါင်းစုတွေကသိမ့်ပိုက်ရရှိခဲ့ကြောင်းလည်းအသိပေးထားပါတယ်။စောင်းပြောင်းရွာတိုက်ပွဲမှာဖျံတို့ပြည်သူစစ်ရဲ့ဗိုလ်မှူးအချို့အပါအဝင်အာဓမစစ်သားစုဆောင်ခံရတဲ့ပအိုးလူငယ်ဆယ်နဲ့ချီတေဆုံးခဲ့တယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကလည်းပြောဆိုထားပါတယ်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းရွာမှာရှိတဲ့ ်စစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေက2024ခုနှစ်မတ်လ18ရက်နေ့မှာတိုက်ပိုက်ခဲ့မှုပါတယ်ရှင်ဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးဆက်ရောက်ကိုပါကြားမှချမ်းသာပြီးစီယနာရှင်စနစ်ဆိုးလာအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်